်တင်းတိအတော်တမချန်းအစီအစဉ်မှာအရောက်စီတိုင်းကိုနှုတ်ကပတ်တော်နားဆင်ခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။တောရရှိမြတ်ညာရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီးခုနဲ့အခန်းငယ်24ကနေရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး6အခန်းငယ်27အထိကိုဒေါက်တာထွန်းမြတ်ရေးကအခုလိုသုံးသပ်တင်ပြထားပါတယ်။ရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး9ရဲ့အငယ်23အထိကျွန်တော်တင်ဆက်ခဲ့တဲ့နေရာမှာဗတ္တိဇံဆရာယောဟန်တယောက် ဟေရုတ်ရဲ့ထောင်ထဲကနေပြီးတော့ခရစ်တော်နဲ့ပတ်သက်လို့ကိုရောဟာကြွလာတော်မူသောသူအစ်အမှန်ဟုတ်ပါသလားမဟုတ်ရင်နောက်ထပ်ကြွလာတော်မူအောင်မဲ့သခင်ကိုများမျှော်လင့်ရအောင်မှာပါလားဆိုပြီးတော့စိတ်ပူပန်စိုးရိမ်ခြင်းနဲ့သူ့ရဲ့တပည့်တွေကိုလွတ်ပြီးတော့စုံစမ်းခိုင်းတဲ့အချက်ရဲ့ခရစ်တော်ကလည်းဒီအချိန်မှာသူ့ရဲ့တပည့်တွေကိုငါဟာမင်းတို့ရဲ့ကယ်တင်ရှင် ဖြစ်တဲ့အကြောင်းကိုပြန်ပြီးတော့ပြောကြည့်မင်းတို့သခင်စိတ်အေးရအောင် ပြောပါကွာဆိုပြီးတော့ စိတ်အေးဖို့ပြန်ပြီးတော့မှားကြတဲ့အကြောင်းတွေကိုကျွန်တော်တို့လေ့လာခဲ့ရပြီပါဗျ။တနည်းအားဖြင့်သခင်ခရစ်တော်အတွက်လမ်းကိုပြင်ဆင်သူပရောဖက်ယောဟန်ကတော့သူ့တာဝန်ကိုပြီးပြီးပြင်မြင်ကြီးတာဝန်ကျေခဲ့ပြီဆိုတာကိုကျွန်တော်တို့တွေ့ခဲ့ရပြီ။ဒီတာဝန်ကိုကျေပြွန်လို့လေအခုလိုပဲသူ စိတ်ပူတယ်။သူပြင်ဆင်ပေးခဲ့ရတဲ့သခင်ဟာသခင်မဟုတ်ပါသာဆိုတဲ့စိုးရိမ်ခြင်းစိတ်ကိုဖော်ပြခဲ့ခြင်းဟာသူ့ရဲ့မဟာတာဝန်ကိုသူကျေပြွန်ခြင်းပဲဆိုတာကို ကျွန်တော်နားလည်ခဲ့ရပြီးပါပြီလူသားနဲ့ဖျားသခင်ရဲ့အစဉ်အကန်းကွာခြားမှုဆိုတာကိုယောဟန်ရဲ့ဇဝေဇဝါစိတ်စိုးရိမ်ပူပန်စိတ်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်ရယူတိုက်တဲ့သင်ခန်းစာများကိုလည်းကျွန်တော်ဖော်ပြခဲ့ပြီးပါပြီဒီကနေ့အခါမှာတော့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်24 25တို့ကိုဆက်ကြရအောင်ပါယောဟန်စေလွတ်တော်သူတို့သည်သွားကြသည်နောက်ယေရှုသည်ယောဟန်ကိုအကြောင်းပြု၍ ရိသတ်တို့အားသင်တို့သည်အဘယ်အမည်သောအရာကိုကြည့်ရှုခြင်းကတောသို့ထွက်သွားကြသနည်းလေလှုပ်သောကျူပင်ကိုကြည့်ရှုခြင်းကသွားသလောသို့မဟုတ်နူးညံ့သောအဝတ်ကိုဝတ်ဆင်သောသူကိုကြည့်ရှုခြင်းကသွားသလောတင့်တယ်သောအဝတ်ကိုဝတ်ဆင်၍ကောင်းမွန်စွာစားပောက်သောသူတို့သည်မင်းအိမ်၌နေရကြ၏ဒီစကားကတော့ယောဟန်ကို ပြောင်းပြန် တင်စားတဲ့စကားလို့မြင်နိုင်ပါတယ်ယောဟန်ဟာလေယူရာရိမ့်ရတဲ့ကျူပင်မဟုတ်ဘူး နူးညံ့တဲ့အဖို့နဲ့အစားကောင်းစားရတဲ့လူမျိုးမဟုတ်ဘူးအဲ့ဓာမျိုးတွေကတော့နန်းတော်လိုနေရာမျိုးမှာမင်းတို့သွားရှာမှတွေ့မယ်ဆိုတဲ့အတိတ်ပဲပေါ့အရင်လို့ဆိုခြင်းဆိုမရင်ဘူးလို့ပြောခြင်းပြောပါပဲဖြစ်ဖြစ်ယောဟန်အမြင်ဆုပ်ပေမဲ့ရွှေထုတ်တဲ့မြဘဝဆိုတာကိုခရစ်တော်ကအလေးနဲ့ဖော်ပြလိုက်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့မှတ်သားနိုင်ပါတယ်အငယ်26မှ29ပရောဖက်ကိုကြည့်ရှုခြင်းကသွားသလိုမှန်ပေ၏ ရောဖက်တဲ့ကြီးမြတ်သောသူလည်းဖြစ်ပြီဟုငါဆိုဤ။ကျမ်းစာ၌လာပြီက ကြည့်ရှုလော့။သင်သွားရာလမ်းကိုပြောင်းသောငါဤတမန်ကို သင်ရှိမှငါစေလွတ်ဤဟုဆိုရ၌ထိုသူကိုဆိုလိုသည်။ငါဆိုသည်ကမိမမွေးသောသူတို့တွင်ဗတ္တိဇံဆရာယောဟန်တဲ့ကြီးမြတ်သောပရောဖက်တယောက်မှမရှိ။သို့တော်လည်းဖျားသခင်နိုင်ငံတော်တွင်အငယ်ဆုံးသောသူသည်ထိုသူတဲ့သာ၍ကြီးမြတ်၏။အခွန်ခံသောသူမှစ၍လူအပေါင်းတို့သည် ယောဟန်ဤစကားကိုကြားနာရရင်ဖျားသခင်ကိုချီးမွမ်း၍ယောဟန်ပေသောဗတ္တိဇံကိုခံကြ၏မာလခိအနာဂတ်ကျမ်းအခန်းကြီး3အငယ်1ကိုကိုးကားပြီးတော့ယောဟန်ဟာခရစ်တော်ရဲ့လမ်းခရီးကိုပြင်ဆင်ရတဲ့ပရောဖက်တဲ့မြတ်တဲ့လူဖြစ်တယ်ဆိုတာကို ခရစ်တော်ကိုတော်တိုင်ကအတိပြုဖော်ပြလိုက်ပါတယ်ပြီးတော့ဗတ္တိဇံဆရာယောဟန်ကို မဟာပုဂ္ဂိုလ်ကြီးတပါးအဖြစ် ခရစ်တော်ဂုံပြုချီးမွမ်းလိုက်ခြင်းပါပဲ အငယ်30မှ32ဖာရိရှဲနှင့်ကျမ်းတတ်တို့မူကားသူတို့အကျိုးအလိုငှာဖျားသခင်ကျမ်းစီတော်မူသောဂျေဇုတော်ကိုပယ်၍ယောဟန်၏ဗတ္တိဇံကိုမခံဘဲနေကြ၏ထို့ကြောင့်ဤလူမျိုးကိုအဘဲဥပမာနှင့်ပုံပြရန်အန်ဤအဘဲသူနှင့်တူသည်။ပွဲသည်ပင်၌ထိုင်နေသောသငယ်ချင်းတို့သည်တယောက်ကိုတယောက်ဖန်ဆွင့်ကြ၍ငါတို့သည်သာယာစွာတီးမုတ်တော်လဲသင်တို့သည်မကကြညီးတွားစွာမြည်တမ်းတော်လဲမငိုကြွေးကြဟုပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည်သူ၏ပါရိရှဲနှင့်ဂျန်ဒာဆိုတဲ့လူတွေဘလောက်အထိအသိခောက်ခဲ့အဝင်နဲ့ကြတယ်ကျွဲပါစောင့်တီဆိုသလိုဖြစ်နေကြတယ်မခံစားမနာယူတတ်တဲ့လူပေါလူသွန်းတွေလိုပဲဖြစ်နေကြတယ်လို့ခရစ်တော်ကပြောချလိုက်ပါတယ်ဒီကနေ့ကျွန်တော်တို့အသင်းတော်တွေမှာလဲပော့ပော့နေပော့ပော့စားပြီးတော့ဝိညာဉ်အရှိန်တကိုးတွေယော့ပါနေကြလေသလားဆိုတာကိုကျွန်တော်တို့သုံးသပ်ကြရပါလိမ့်မယ်ဝွင့်ကျင်ကဘာရဲ့ဆွဲဆောင်မှုတွေ အညီအဟောက်အစွဲလန်းတွေဟာကျွန်တော်ရဲ့ယုံကြည်ခြင်းနှလုံးသားတွေကိုဖျက်ဆီးပစ်နိုင်တယ်ဆိုတာကို ကျွန်တော်မေ့မထားသင့်ပါဘူးအခုခရစ်တော်ပေးတဲ့ဥပမာဟာခလင်းငယ်တွေကစားကြတဲ့ပုံဥပမာဖြစ်ပါတယ်မိမိနဲ့ယောဟန်တို့ရဲ့အဆုံးအမတွေဟာခလင်းငယ်အချင်းချင်းကစားတဲ့နေရာမှာဥဆောင်သူခလင်းငယ်တွေရဲ့ဆန္ဒကိုကြံခလင်းတွေကလွယ်လွယ်ပဲပုတ်ချနေသလိုဖြစ်နေပြီဆိုတဲ့သဘောဖြစ်ပါတယ်ဘာမှအလေးနဲ့မထိမတွေ့မစင်းမစား မစင်ကျင်ပဲနေကြတယ်ဆိုတော့လူသားရဲ့အားနေချက်ဟာ မျက်မှောက်ခေအထိပေါ်လွင်နေစေပဲဖြစ်တယ်လို့ကျွန်တော်ကဖြည့်ဆက်တင်ပြပါရစေ။အငယ်33မှ35အကြောင်းမူကားဗတ္တိဇံဆရာယောဟန်သည် မုံကိုမစားစပြည့်ရီကိုမသောက်ဖဲလာပြီးရှိတော့သင်တို့ကဤသူသည်နတ်ဆိုးဆွဲသော သူပါတကားဟုဆိုကြ၏။လူသားသည်စားသောက်သည့်ရဲ့လာပြီးရှိတော့ဤသူသည်စားကျူသောသူစပြည့်ရီသောက်ကျူသောသူပါတကား အခွန်ခံသောသူနှင့်သိုးသောသူတို့ကိုမိတ်ဆွေဖွဲ့သောသူပါတကားဟု ဆိုပြန်ကြ၏သို့တော်လေပညာတရားသည်မိမိသားရှိသမျှတို့တွင်ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်လွတ်၏ဟုမိန့်တော်မူ၏အတော်ကြီးပြည်ပြပါれလက်တွေ့လဲကြတယ်လို့ဒီဥပမာတော်ကို ကျွန်တော်ယူဆမိပါれဒီကနေ့အသင်းတော်တွေမှာလူသားဖြစ်တဲ့သင်းယုတ်ဆရာနဲ့တခြားလူသားဖြစ်တဲ့တပည့်တော်တွေရဲ့ပြဿနာတည့်ရအနေနဲ့ရှုမြင်နိုင်တယ်လို့ခန့်ယူပါれခရစ်တော် ဗတိဇံဆရာယောဟန်တို့အပေါ်မှာ ကျမ်းတတ်တဲ့ပါရိရှဲတွေဣသရေလလူမျိုးတွေရဲ့အမြင်တွေဟာအဲ့ဒီခေတ်ကဘုရားသခင်ရဲ့သားတော်ဘုရားသခင်သားတော်ရဲ့စေတမန်တို့အပေါ်မှာလူသားတို့ရဲ့အပြစ်ကြီးလာတဲ့အမြင်တွေဖြစ်တယ်လို့ဒီကနေ့ကျွန်တော်တို့အသင်းတော်တွေမှာကြားနေကြလက္ခဏာတရက်လဲဖြစ်တယ်လို့ကျွန်တော်ခံယူမိပါတယ်မိတ်ဆွေများခင်ဗျာသင်ယုတ်ဆရာဓမ္မဆရာတို့ဆိုတာဟာ လူသားတွေပဲဖြစ်တယ်ဆိုတာကိုအလေးအနက်ပြထားကြပါ ။တစ်ချိန်တည်းမှာဘုရားသခင်ရွေးကောက်ထားလို့ပလင်တော်ဘော်ကိုရောက်နေကြရတယ်ဆိုတဲ့အချက်ကိုလည်းအောက်မေ့ကြပါ။အရေးအကြီးဆုံးအချက်ကတော့အသင်းတော်တစ်ခုလုံးကိုဘလူကိုကျွန်တော်တို့ဥဆောင်ခိုင်းကြပါသလဲ။အသင်းတော်ရဲ့သေယုတ်ဆရာလား။အသင်းတော်ကောင်စီလား။တမန်မဟုတ်ရင် လူငယ်အဖွဲ့ကိုလား။အတိတ်ကာလကထွက်မြောက်ရာကျမ်းကသင်္ကန်းစာကိုအောက်မေ့စဉ်းစားလိုက်မယ်ဆိုရင်တော့ပိတ်ကောင်းတဲ့အဖြေတစ်ခုရှိနေပါတယ်။တဲတော်နဲ့လူမျိုးတော်ကို မောရှိတယောက်ဘုရားသခင်ကိုစားဥဆောင်တယ်ဆိုတာမငြင်းနိုင်ပေမဲ့စေလိုရာစေဆိုတဲ့အစင်ထိတ်တန်းနေရာမှာဘုရားသခင်ထားလို့သာရောက်နေရတဲ့အစင်သူဥမဆောင်ရပါဘူးမိုးတိမ်တိုင်ကြီးကဥဆောင်ရပါတယ်မိုးတိမ်တိုင်ဆိုတာကတော့တခြားမဟုတ်ဘူးဘုရားသခင်ကိုယ်တိုင်ပဲတန်ရှင်းသောဝိညာဉ်တော်ကိုယ်တိုင်ပဲဒီတော့ကျွန်တော်ရဲ့အသင်းတော်နဲ့အသင်းတော်အဖွဲ့အစည်းဘု து ကိုဥဆောင်ခိုင်းရမလဲလူလူချင်းဥဆောင်ခိုင်းတာဖိတ်မှားတယ် ။တန်ရှင်သောဝိညာဉ်တော်ကိုဥဆောင်ခိုင်းရမယ်။ကယ်တင်ရှင်သခင်ခရစ်တော်ကိုတည်နေရမှာထားမှသာဖြင့်ဒီအဖွဲ့အစည်းကတိုးတက်မယ်။ဒါဟာအရေးအကြီးဆုံးအချက်ဖြစ်တဲ့အကြောင်းကိုကျွန်တော်တူးချင်းစွဲမှတ်ထားကြဖို့လိုပါတယ်။ပါရီရှဲတယောက်ဤအိမ်မညစာစားပွဲဆိုပြီးတော့ဆက်လက်လေ့လာကြပါအောင်ဆို။ရှင်လူကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်36ပါရီရှဲတယောက်ဒီအစာကိုသုံးဆောင်တော်မူစေခြင်းကကိုတော်ကိုခေါ်ပင့်ရင် ထိုပါရိရှဲဤအိမ်တို့ကြွ၍စပွဲ၌လျှောင်းတော်မူ၏ဒီအခမ်းအနားနဲ့ဒီညစာဟာမှတ်တမ်းတင်တိုက်တဲ့အခမ်းအနားလို့ကျွန်တော်ယူဆပါတယ်ခရစ်တော်ဟာသူတို့ပါရိရှဲတွေကိုအမြဲယဉ်ဆိုင်ပြီးတော့အပြစ်တင်နေတာဟာသူချမှတ်ရမယ်ဓမ္မသစ်လမ်းကြောင်းကိုရှင်းလင်းစေဖို့ပဲဖြစ်ပါတယ်ဟောင်းနုံနေတဲ့ဝတ်လွာယုံကိုခွာချပေးနေခြင်းဖြစ်ပါတယ်အခုလောလောဆယ်အချိန်မှာကိုပဲကြည့်ပါရိရှဲတွေဟာကျွဲပါးမှာစောင့်ကြည့်ရတယ်လို့ခေါင်းမာတဲ့လူတွေ ခလင်းစိုးတွေလိုပဲဆိုပြီးတော့ယေရှုကိုယ်တိုင်ကပြောခဲ့ပြီးပြီဒီတော့ဒီညစာစားပွဲဟာခရစ်တော်ကိုအပြစ်တင်ခွင့်ရှာတဲ့ညစာစားပွဲ ခရစ်တော်ကိုသူတို့အင်မတန်လူကောင်းလုပ်ပြီးတော့ဟန်ပြကျင့်နေတဲ့ပြည့်ညတ်တော်တွေနဲ့ညှိစွန်းအောင်လို့ကြောက်ချမဲ့ညစာစားပွဲလို့ကျွန်တော်ခံယူထားကြရပါမယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်38မှ39အတွင်းကိုကြည်ပါထိုသောသပွဲ၌ရောင်းတော်မူသည်ကို ထိုမျိုး၌သိုးသောမိမတယောက်သည်ဖြစ်ရင်စီမွေးကြောက်ဖြူခွက်တလုံးကိုယူခဲ့၍နောက်တော်၌ခြေတော်အနီးမှရက်လျက်ငိုကြွေး၍ခြေတော်ပေါ်သို့မျက်ရည်ကျလျင်မိမိစပင်နှင့်သုတ်လေ၏ခြေတော်ကိုလည်းနမ်း၍စီမွေးနှင့်လိမ့်ရက်နေလေ၏ကိုတော်ကိုခေါ်ပင်သောပါရိရှဲသည်မြင်လေသောဤသူသည်ပရောဖက်မှန်လျင်ခြေတော်ကိုကင်သောဤမိမသည် အဘယ်သို့သောသူဖြစ်သည်ကိုသိလိမ့်မည်ဤမိမ့်မသည်သို့သောသူဖြစ်သည်ဟုခင်မှတ်၏အဲ့ဒီခေတ်အခါတုန်းကဆိုရင်ဇပွဲကလထိုင်နဲ့မဟုတ်ဖက်နဲ့ဧသည်ဟာကျမ်းပေါ်မှာပဲအခင်းပေါ်မှာလှဲရပါတယ်ပြီးတော့ဧသည်အင်ရှင်အဲ့ဒီလိုပဲလဲလျောင်းရင်းစကားပြောကြရတာပေါ့ပြီးတော့အင်းနီးနာချင်းတွေကလည်းအခုလိုပဲဝင်ကြထက်ကြစကဝိုင်းထဲမှာပါဝင်ကြနားထောင်ကြတာကိုကျွန်တော်တို့သိနိုင်တယ်ဒီလိုဖာရီရှဲရဲ့အိမ်မှာခရစ်တော်ရှိနေတုန်းကိုဝင်လာတာကတော့အဲ့ဒီမျိုးတွေက ဆိုးတဲ့မိမတဲ့မကောင်းတဲ့မိမပေါ့ तू ကခရစ်တော်ရဲ့ခြေထောက်နားမှာနောက်မှာရက်တန့်ပြီးတော့ငိုတယ်မျက်ရည်ကျတယ်ဘာမျက်ရည်လဲကဲတင်ချင်းကျေးဇူးကိုခံရတဲ့အခါမှာဖြစ်ရတဲ့မျက်ရည်နောင်တတရားကလာတဲ့ဘဝအပိသက်မှာပေါ်ပေါက်တတ်တဲ့မျက်ရည်ပဲဖြစ်ရမှာပေါ့မျက်ရည်တွေကျတော့သပင်နဲ့သုံးပြီးတော့စီမွေးနဲ့လိမ့်ကြံနေတဲ့အဲ့ဒီမှာပါရီရှဲကခရစ်တော်ဟာပရောဖက်သာမှန်ရင်ဒီမိမဟာမကောင်းတဲ့မိမမှန် သူ့တကောအတက်နဲ့သူ့ကိုသိရမယ်လို့တွေးတယ်။အတော်ဟာသမြောက်တဲ့အပိုင်းလို့ယူဆပါတယ်။ဒီဖာရိရှဲကဒီမိမကိုမကောင်းတဲ့မိမမှန်သိနေပြီလားဆိုတာရှင်းမနေဘူးလား။အဆက်အသွယ်ရှိနေတယ်ဆိုတာရှင်းမနေဘူးလား။သူတို့ကနှင်းနဲ့မောင်းနဲ့မကောင်းတဲ့မိမဆိုပြီးတော့လူရှိမှစကားမပြောဘူး။လူလစ်တော်မှစကားပြောတယ်။အိမ်ထဲလည်းဝင်းညင်ဝင်းမယ်လေ။ဒါကြောင့်သူတို့သိနေတာပဲပေါ့။အငယ်၄၀မှ၄၃ယေရှုကလည်းအချင်းရှိမုံ သင်အားငါပြောစရာတခုရှိသည်ဟုမိန့်တော်မူဖြင့်အရှင်ဖျားအမိန့်ရှိတော်မူပါဟုပြောတော်ယေရှုကဥစ္စာရှင်တဦး၌ကြွေးစားနှစ်ဦးရှိ၏တယောက်ကဒေနာ၏အပြား900တယောက်၌က90အကျွေးရှိ၏သူတို့သည်ကြွေးဆက်ရန်မရှိသောကြောင့်ကြွေးရှင်သည်ထိုသူနှစ်ယောက်ကိုအချီးနှီးလွှတ်၏တို့ပြည်လျင်ထိုသူနှစ်ယောက်တွင်အဘဲသူသည်ကြွေးရှင်ကိုချစ်လိမ့်မည်နီဟုမေးတော်မူ၏ရှိမုန်ကလည်းဖာ၍ဂျေဇုကို ခံရသောသူသည် ပါ၍ချစ်လိမ့်မည်ဟုကျွန်ုပ်ခင်ပါ၏ဟုလျှောက်လျက်ယေရှုကသင်သင်သည်အတိုင်းမှန်ပေ၏ဟုမိန့်တော်မူပြီးမှအဲ့ဒီပါရိရှေနာမည်ကလည်းရှိမုံပဲသူကိုခရစ်တော်ကအလေးနဲ့နားထောင်စေလိုတဲ့စကားဖြစ်တာကြောင့်မင်းကိုငါတခုပြောစရာရှိတယ်ပေချာနားထောင်ပြီးတော့တဲ့အကျွေးရှိတဲ့လူနှစ်ယောက်မှာတယောက်က90တယောက်က900အဲ့ဒီအကျွေးတွေကသခင်ကလူငင်းချမ်းသာခွင့်ပေးမယ်ဆိုရင်ဘသူဟာဒီအကျွေးရှင်ကို ်အခင်ကိုပို့ပြီးတော့ချက်မလဲလို့မေးတော့ရှီမုန်ကအကျွေးပို့များတဲ့လူကပို့ချက်မှာပေါ့အဲ့ဒီလူဖြေပါတယ်ဒီချိန်မှာခရစ်တော်ဘာကိုဆက်ပြောမလဲနားဆင်ကြပါ အငယ်54ထိုမိမကိုလှဲ့၍ရှီမုန်အားလေသင်သည်ဤမိမကိုမြင်တယ်လို့သင်ဤအိမ်တို့ငါဝင်သောသင်သည်ခြေစေးရီကိုမပေးဤမိမမူကားငါခြေပေါ်သို့မျက်ရည်ကျ၍မိမိစပင်နှင့်သုတ်လိပြီ ခရစ်တော်ကဒီမိမရဲ့ဘက်ကိုကြည့်နေတယ်။ပြောတာကျတော့ရှီမုန်ကိုဥတီပြီးပြောနေပါတယ်။ပါရီရှဲရှီမုန်ကကျွန်တော်ပြောခဲ့တဲ့အတိုင်းအပြစ်ရှာဖို့ခရစ်တော်ကိုဖိတ်တယ်။အပြစ်လဲအမှန်တကယ်ရှာနေတယ်။အပြစ်ရှာဖို့ဖိတ်တဲ့ညစာဆိုတော့ပြုတ်အပ်တဲ့ဝတ်ကလေးတွေနဲ့တောင်းမှခရစ်တော်ကိုမပြုတ်ဘူး။ရှေးဆေးရမယ့်ခွက်ပေးဖို့ယဉ်ကျေးမှုအစဉ်လာအဲ့ဒီခေတ်ကရှိတယ်။ဒါပေမဲ့သူစိတ်မကူးခဲ့ဘူး။ဒါကိုခရစ်တော်ကအစဖော်လိုက်ပြီးတဲ့နောက်တခုချင်းပြောရင်လေ ကျွန်တော်အတွက်အလုံကောင်းတဲ့သင်ခန်းစာကိုပေးပါတော့မယ်။အငယ်55မှ58သင်သည်ငါကိုမနှမ်းသူမူကားအိမ်တို့ဝင်သောအချိန်မှစ၍ငါခြေကိုနမ်းလျက်မဆဲတဲ့နေလိ။သင်သည်ငါကောင်းကို စီနှင့်မလိန်သူမူကားငါခြေကို စီမွေးနှင့်လိမ့်နေပြီ။ထို့ကြောင့်ငါဆိုသည်ကသူသည်များစွာသော အပြစ်တို့နှင့်လွတ်ပြီးဖြစ်၍အလွန်ချစ်တတ်၏။အနေငယ်အပြစ်လွတ်သောသူသည် အနှဲငယ်မျှသာချစ်တတ်သည်ဟုမိန့်တော်မူ၏ထိုမိမ့်မအားလဲသင်သည်အပြစ်တို့နှင့်လွတ်လေပြီဟုမိန့်တော်မူ၏မကောင်းတဲ့မိမ့်ပါတနည်းအားဖြင့်မိမ့်မပြတ်ပေါ့ခရစ်တော်မှာကယ်တင်နိုင်ခြင်းတကိုးရှိတာကိုယင်တဲ့ကသိတယ်ဒီကယ်တင်ခြင်းကိုခံစားရတယ်အဲ့ဒီမိမ့်မဟာကြမ်းတက်တယ်လားပြညတ်တော်တွေကိုရောဖာရီရှဲတွေလိုစစ်စစ်ပေါက်ပေါက်နားလည်နိုင်ပါမလားကျွန်တော်အထင်ကတော့ ကျန်းစာဆိုတာတောင်ရှီမှန်သိကောင်းမှသိမယ်ထင်တယ်။ဘဝပြက်နေတယ်လေ။ကိုကိုရင်းပြီးပိုက်ဆံရှာနေရတဲ့မိမမျိုးဖြစ်လိမ့်မယ်။အဲ့ဒီဘဝကရတဲ့ဆန်းသစ်သောယုံကြည်ခြင်းနဲ့နောင်တနဲ့ခရစ်တော်စီကိုရောက်လာတယ်ဆိုတာကိုအလေးနဲ့ကျွန်တော်ခန်းစားရပါတယ်။အခုသာရီရှဲရှီမုံကျတော့ကြည်စမ်း။ရှေးရိုးရာတလိဖြစ်တဲ့ခြေတော့ဆေးဖို့လေးတောင်မလုပ်နိုင်ဘူး။စီမွေးနဲ့ခေါင်းကိုလိမ့်ကြံတာတို့နန်းနာတို့စတဲ့ရှေးလူကြီးလူကောင်းကြီးရဲ့ ။ဒါနဲ့ထုံးစံကြီးကတော့ဝေလာဝေးပဲ။တနည်းအားဖြင့်အဲ့ဝမကြည့်ပြုံဘူး။ဒါတော့အင်မတန်ကြီးမားတဲ့အပြစ်ဘဝကနေကယ်တင်ခြင်းကိုရပြီဆိုတဲ့အသိရှိတဲ့မိမဟာခရစ်တော်ရဲ့မြစ်တာကို ကြီးမားစွာပေးဆက်တယ်။ဘလောက်ကောင်းမွန်တဲ့သစ္စာတရားလေ။ငါဆိုဒီကများစွာသောအပြစ်တို့နှင့်လွတ်ပြီးဖြစ်၍အလွန်ချစ်တတ်၏တဲ့။မိတ်ဆွေများခင်ဗျာဖခင်ရဲ့မိမ္မာကျဖြစ်ပါတယ်။ ဒီမိမခြင်းနဲ့ကျမ်းစကားအတွင်းမှာလောကရန်အပြစ်နွန်တွင်းမှလွတ်မြောက်ခွင့်အကြောင်းကိုလည်းမြင်ရတယ်ပြီးတော့လွတ်မြောက်ခွင့်ရသော သူတို့ရဲ့တုံ့ပြန်မြတ်တာတုံ့ပြန်ချစ်ခြင်းကိုလည်းဖျားသခင်တောင်းဆိုနေတယ်လို့ကျွန်တော်တို့ခံယူနိုင်ပါတယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9အငယ်49နဲ့50စပွဲ၌လျောင်းသောသူတို့ကအပြစ်ကိုလွတ်သောဤသူကအဘယ်သူနည်းဟု အောက်မေ့ကြ၏ယေရှုသည် ထိုမိမ့်မအား သင်ဤယုံကြည်ခြင်းသည်သင်ကိုကယ်တင်ပြီးငြိမ်ဝတ်စွာသွားလော့ဟုမိန့်တော်မူ၏ဒီကန္တရဲ့ဆွဲမဲ့เสียအချက်ကတော့ယုံကြည်ခြင်းသည်ကယ်တင်ခြင်းကို ပေးနိုင်စွန်ရှိ၍ကယ်တင်ခြင်းကြောင့်ငြိမ်ချမ်းခြင်းကိုရရှိနိုင်သည်ဆိုတဲ့ကျေးဇူးတော်ရဲ့အနှစ်ချုပ်ပါပဲခမညာမိတ်ဆွေတို့အတက်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈ကိုအခုကျွန်တော်ဆက်လက်ဖော်ပြသွားပါမယ်ဒီကျမ်းမှာမျိုးစေ့ကျဲတော်သူရဲ့စီမီတန်ရဲ့ပုံဥပမာတော်များကို ကျွန်တော်ကြားကြရမှာဖြစ်တယ်လို့သူ့ရဲ့မိษွေစေမျိုးဟာဘသူတွေလဲဆိုတာကိုခရစ်တော်ကိုယ်တိုင်အတိတ်ပဲဖော်ပြပြောဆိုမယ်။သွေးသွနာဆွဲတဲ့မိမကြီးတယောက်ရဲ့ယောဂါကိုပျောက်စေမယ်။ပြီးတော့ယာအီရူရဲ့သမီးလေးအဆက်ကို ပြန်သွင်းပေးမယ်ဆိုတာကိုလည်းဒီကျမ်းမှာကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အငယ်၁မှ၃ထို့နောက်မှကိုတော်သည်မြို့ရွာအစဉ်အတိုင်းဒေသစာကြီးလှည့်လည်၍ ဘုရားသခင်နိုင်ငံတော်နှင့်ရှင်သောအေဝံဂေလိတရားကိုဟောတော်မူ၏။တကြိမ်နှစ်ပါးသောတပည့်တော်တို့သည်နောက်တော်သို့လိုက်ကြ၏။နတ်ဆိုးဘေးအနာရောဂါဘေးနှင့်ကင်းလွတ်စေတော်မူသောမိမအချို့လည်းလိုက်ကြ၏။ထိုမိမတို့တွင်နတ်ဆိုးခုနှစ်ယောက်ထက်သောမာဂရာလဟု ခေါ်တော်သောမာရိ၊ဟေရုမင်း၏စားတော်ကဲခုဇာ၏မယားယောဟန်နာနှင့် ရှုရှန်နာမှစ၍မိမိဥစ္စာကိုလှူ၍ကိုတော်ကိုလှုပ်ကြွေးသောအခြားမိမအများပါဝင်ကြ၏။ ဒီကြမ်းအရာခရစ်တော်တို့အဖွဲ့ကိုကို့အိတ်ဆိုင်ပြည့်စုတဲ့မိမတစ်ဖက်အကြောင်းကိုတွေ့လာရတယ်။ကျေးဇူးတော်ကြောင့်ယောဂဘေးကပျောက်ကင်းတဲ့မိမတွေပဲပေါ့။ခရစ်ဝင်ကျမ်းတွေဟာအမျိုးသမီးတွေရဲ့ကန္တာကိုသူ့နေရာနဲ့သူအရေးပါအရာရောက်မှု ရှိကြောင်းအမြဲပဲဖော်ပြခဲ့ပါတယ်။အခုအချိန်မှဆိုရင် ခရစ်တော်ရဲ့ခရီးစဉ်မှာမိဖို့ကြောင့်ကိစ္စအတွက်ကူညီတဲ့အဖွဲ့လေးတစ်ဖွဲ့ရှိနေပြီဆိုတာကိုကျွန်တော်တို့ထပ်ပြီးတွေ့ရပြန်ပါပြီ။ မျိုးစေ့ကျဲသောသူဥပမာဆိုတဲ့ခေါင်းစဉ်နဲ့စရမယ်ဆိုရင်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အငယ်၄မှ၅မြားစွာသောသူအပေါင်းတို့သည်မြို့ရွာအရရမှအထံတော်သို့လာ၍စုဝေးလျက်ရှိကြသောအခါဥပမာစကားအားဖြင့်မွဲ့ဆိုတော်မူသည်မှာမျိုးစေ့ကျဲသောသူသည် မျိုးစေ့ကျဲခြင်းကထွက်သွား၏အစေ့ကိုကျဲသည်တွင် အချို့သောအစေ့တို့သည်လမ်းတွင်ကျသဖြင့်ကြော်နှင်းခြင်းကိုခံရ၍မိုးကောင်းကင်နှစ်တို့သည်ကောက်စားကြ၏ အချို့သောအစေတို့သည်ကြောက်ပေါ်၌ကြသဖြင့်အပင်ပုတ်သောအခါမြေဩဇာမရှိသောကြောင့်ညှိုးနွမ်းပျက်စီးခြင်းတို့ရောက်ကြ၏အချို့သောအစေတို့သည်စူးပင်တို့တွင်ကြသဖြင့်စူးပင်တို့သည် အတူပေါက်၍ညင်းစေကြ၏အချို့သောအစေတို့သည်ကောင်းသောမြေ၌ကြသဖြင့်အပင်ပေါက်၍အစတရားပွားများ၍အသီးသီးကြ၏ဟုမိန့်တော်မူပြီးမှ ကြားเสียနာရှိသောသူမြည်သည်ကကြားပါစေဟုကြွေးကြော်တော်မူ၏ တပည့်တော်တို့ကလည်းထိုဥပမာဤအ내အတိတ်တွေကအဘဲသို့နီးဟုမေးလျှောက်ကြပြန်ကိုတော်ကသင်တို့သည်ဖျားသခင်နိုင်ငံတော်ဤနည်းနည်းသောအရာတို့ကိုသိရသောအခွင့်ရှိကြ၏ကျွင်းသောသူတို့မူကားမြင်လျက်ပင်အာယုံမပြုတ်ဘဲမြည်၍ကြားလျက်ပင်အ내ကိုနားမလဲဘဲကြားရသည့်တိုင်အောင်သူတို့အားဥပမာအားဖြင့်ဟောရ၏ထိုဥပမာအ내အတိတ်တွေကမျိုးစေ့သည်ဖျားသခင်တရားစကားဖြစ်၏လမ်း၌ရှိသောသူကတရားစကားကိုကြားသည်ရှိသော ယုံကြည်ခြင်းကဲတင်ခြင်းတို့မရောက်စေခြင်းဟာမာနသည်လာ၍တရားစကားကိုနှလုံးထဲမှနှုတ်ယူသောသူကိုဆိုလိုသည်။ကြောက်ပေါ်၌ရှိသောသူကတရားစကားကိုကြား၍ဝမ်းမြောက်သောစိတ်နှင့်ခံယူတော်လဲစိတ်နှလုံး၌အမြင့်မဆွဲခဏသာယုံကြည်သဖြင့်စုံစမ်းနှောက်ရခြင်းကိုခံရသောအခါထောက်ပြန်သောသူကိုဆိုလိုသည်။စူးပင်တို့တွင်ရှိသောသူကတရားစကားကိုကြားသည်ရှိသောလောကီစိုးရိမ်ခြင်းစီးစိမ်ကြွယ်ဝခြင်းကာမဂုဏ်ခံစားခြင်းတို့သည်နှိမ့်ဆက်၍ အသီးမသီးသောသူကိုဆိုလိုသည်မာနဆိုတဲ့စာရန်ဘက်တော်သားတွေကတခဏချင်းထိုးထုတ်သွားတဲ့လမ်းပေါ်မှာကြတဲ့မျိုးစေ့တွေကောက်ရိုးမီလိုဟုံငနဲ့ထတော့တောက်ပါရဲ့အခြေခံကြောက်သားပေါ်မှာမြေဩဇာကမရှိလေတော့ခဏကလေးနဲ့ဖေးသွားတဲ့မျိုးစေ့တွေလောကအစွဲအလန်းနဲ့ပူပန်မှုတွေကြောင့်ဘယ်လိုမှနလန်မထူနိုင်တဲ့မျိုးစေ့တွေလိုပဲမင်းတို့ယင်သေးတဲ့မှာယုံကြည်ခြင်းမျိုးစေ့တွေဟာအဟောသီကံမဖြစ်စေကြပါနဲ့ ကောင်းသောမြေမှာကြတဲ့မျိုးစေ့များလို့မင်းတို့အတွက်နှုတ်ကပတ်တော်ဟာအောင်မြင်စွာဝေစားစွာတည်ပွင့်နိုင်ကြပါစေရှင်သန်နိုင်ကြပါစေလို့ခရစ်တော်ဆုံးမလိုက်ခြင်းဖြစ်ပါတယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အငယ်၁၆မှ၁၈မိထုံပြည်လျင်အိုးမောက်၍ဖုံးထားလိမ့်မရှိဂရင်အောက်၌လည်းထားလိမ့်မရှိဝင်သောသူသည်အလင်းကို မြင်စေခြင်းကစီမီကိုအပေါ်မှာတင်ထားလိမ့်ရှိစိတ်ခွေရာရှိသည်များတို့သည်ထင်ရှားလိမ့်မည် ဖွက်ထားလျက်ရှိသမျှတို့သည်လည်းထင်ရှားစွာပွင့်လင်းလိမ့်မည်။ထို့ကြောင့်သင်တို့သည်အဘဲသို့ကြားနာရသည်ကိုသတိပြုကြလော့။အကြောင်းမူကားအကျဉ်သူသည်ရရ၏။ထိုသူအားပေးဥမည်။အကျဉ်သူသည်စင်းရ၏။ထိုသူ၌ဥစ္စာရှိဟန်ဆောင်သမျှကိုပင်နှုတ်လိမ့်မည်ဟုမိန့်တော်မူ၏။အလင်းတရားနှင့်အတူအသက်ဝင်လှုပ်ရှားခြင်းဆိုတာရှိရမည်။တချိန်ကအလင်းကိုမရခင်အပြစ်မှောင်မိုက်အောက်မှ နေခဲ့ရပူပြီ။အခုအချိန်မှာတော့ ယေရှုဂယုနာတော်ကြောင့်ကယ်တင်ခြင်းစုကိုရပြီ။ဘဝအလင်းသစ်ကို မြင်ပြီ။အဲ့ဒီလိုအချိန်ရောက်ပြီဆိုရင်စောင့်ချုံပြီးတော့အိမ်မနေရဘူး။အားပြောပြီးတော့ပြင်းဤလေးတွေ့တဲ့ပင်လျကံသမားမဖြစ်ရဘူး။ဘုံတော်ကိုထင်ရှားစေဖို့ကြိုးပမ်းအားထုတ်ကြရမယ်။ကိုခံစားရတဲ့အလင်းကိုဘသူပေးတယ်လဲ။ကယ်တင်ရှင်ပေးတယ်။ခရစ်တော်ပေးတယ်။ဒီအလင်းဟာရောဘသူလဲ။ ခရစ်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်ခရစ်တော်ဒီဟူသောကယ်တင်ရှင်နဲ့အတူအစင်ရှင်သန်နေထိုင်နိုင်တဲ့အသက်တာများဖြစ်ဖို့အလွန်မဲ့အရေးကြီးလာပါတယ်ဆွေမျိုးဘသူတော်တယ်လဲဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်လေ့လာကြပါအောင်စုဒီအချက်ကိုတော့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အငယ်၁၉မှ၂၁အတွင်းမှာအခုလိုဖွဲ့ဆိုထားပါတယ်ထိုအခါမေရော်နှင့်ညီတော်တို့သည်လာ၍စည်းဝေးသောသူများသောကြောင့်ကိုရောရင်းတို့မချင်းကပ်နိုင်ပဲနေကြ၏ လူအချို့ကလည်းမေတော်နှင့်ညီတော်တို့သည်ကိုတော်ကိုတွေ့လို၍ပြင်မာရက်လိကြပါ၏ဟုလျှောက်ခြင်းကိုတော်ကဖျားသခင်နှုတ်ကပတ်တရားတော်ကိုကြား၍နားထောင်သောသူတို့သည်ငါအမိငါညီဖြစ်သည်ဟုမိန့်တော်မူ၏မိခင်ကိုမချစ်လို့မဟုတ်ဘူးနော်ညီတော်သူကိုမုန်းလို့လည်းမဟုတ်ဘူးသူ့သွေးကိုသူမသိလို့မဟုတ်ဘူးကျင်းမြောင်းတဲ့ဆွေမျိုးရိပ်တဲ့ပို့ပြီးတော့အရေးကြီးတဲ့တလောကလုံးနဲ့သက်ဆိုင်တဲ့ ကားတိုင်းတော်ပေါ်မှာသွမဲ့အသက်သွေးရဲ့ဆက်နွယ်မှုကိုဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။အလွန်ကျယ်ပြန့်တဲ့ဝိညာဉ်သဘောတရားပါဝင်တဲ့ကြံဖြစ်ပါတယ်။မြစ်တာတော်ရဲ့လူသားတို့ကြံစီလို့မရနိုင်သောအဆင့်ကိုဖော်ထုတ်ပြသလိုက်ခြင်းပဲလို့ဖော်ပြပါရစေ။တကောကောင်းဆန်နိုင်မှ ကိုကောင်းစားမယ်။ကိုကောင်းစားရင်ကို့ဆွေမျိုးတွေအလုံးကြီးပွားရမယ်ဆိုတဲ့လူသားတို့ရဲ့အတွေးအခေါ်တွေကိုခရစ်တော်က သတိပေးလိုက်သလိုပဲရှိတယ်လို့ကျွန်တော်ခန်းစားရပါတယ်။ကမ္ဘာသမိုင်းရဲ့အတွေးခေါ်များစွာတို့ဟာဂရိတို့ရဲ့ Utopia လို့ခေါ်တဲ့အကျွင်းမဲ့ပြည့်စုံတဲ့လူပုံခန်းဝါဆိုတာကိုတံပိုးထားကြတယ်။အားအလွန်ကြကြပါတယ်။အဲ့ဒီလို အားကြတဲ့အလျောက်လဲလူသားတို့ဟာ မဖြစ်မနေဇွဲနှဘဲတွေနဲ့စနစ်တွေအမျိုးမျိုးတီထောင်ပြီးတော့လောကနိဗ္ဗာန်ကြီးဖြစ်စေဖို့ရန်ကြိုးပမ်းအားထုတ်ကြကြတယ်။ ဒါဟာကမ္ဘာနိုင်ငံရေးသမိုင်းမှာပဲအောင်မြင်တဲ့လားလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းကပဲဒီလိုလူသားတို့ပြောတဲ့လောကနိဗ္ဗာန်လမ်းစဉ်ကြီးတွေတစ်ခုပြီးတစ်ခုကြဆုံသွားတာကိုကျွန်တော်တို့ကြားရတယ်မဟုတ်ဘူးလားအဲ့တော့အောင်မြင်သလားမအောင်မြင်သလားဆိုတာကိုကျွန်တော်ပြောဖို့မလိုပါဘူးအားလုံးလက်တွေ့မြင်ခဲ့ကြရပြီပြီခရစ်တော်ကတော့သူ့အားဖြင့်ကောင်းကင်နိုင်ငံတော်နဲ့သာဝရအသက်လမ်းကိုဖော်ပြနေပြီဖိတ်ခေါ်နေပါပြီ ဒါဟာသင်သိရသော သမာကျမ်းရဲ့အနှစ်ချုပ်ဖြစ်ပါတယ်။သင်သိရသောသမာကျမ်းမှလူတိုင်းအတွက်ရရှိခံစားစေလိုတဲ့ကျေးဇူးတော်ရဲ့သဘောတရားပဲဖြစ်ပါတယ်။ဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုကြားယုံတာမဟုတ်ဘဲနဲ့စိတ်စိတ်နားထောင်သော သူတိုင်းအပေါ်မှာဘုရားသခင်ဟာကောင်းကြီးပေးမှမလွဲပဲဖြစ်ပါတယ်။မိတ်ဆွေအပေါင်းတို့ခမညာကယ်တင်ရှင်သခင်ခရစ်တော်ရဲ့ငြိမ်းချမ်းတဲ့ကျေးဇူးတော်ရိပ်ကိုခိုးလုံနိုင်ကြပါစေလို့ လေးနဲ့စွာဆူတောင်းရင်ဒီကနေ့အစီအစဉ်ကိုရန်နာကြပါအောင်စို့နောက်တစ်ချိန်အစီအစဉ်မှာရှင်လူကာခရစ်ဝင်ကျားခန်းကြီးရှယ်အခန်းငယ်၂၂ကနေအခန်းငယ်၅၆အထိကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။ ားနာခံယူတော်သူများအားလုံးအပေါ်မှာဖျားခင်ကောင်းချီးပေးပါစေရှင်